အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Literature Fee Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကစာဖတ်ပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းမောကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာအလင်းအောင်ရေးသားထားတဲ့အောင်မြင်ခြင်းရင်ဆွံ့လို့ရမယ်လို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းမောကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းမောကောင်းလေးရဲ့နာမည်ကအမြဲတမ်းရှိမှရှိပါစေလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းမောကောင်းလေးကိုနားဆင်ကြားကြည့်အောင်လားခင်ဗျာ အမြဲတမ်းရှိမှရှိပါစေ။အောင်မြင်သူတွေကစီးပွားရေးလောကမှာဖြစ်ဖြစ်အားကစားလောကမှာဖြစ်ဖြစ်အမှုပညာလောကမှာဖြစ်ဖြစ်တို့တွေကအမြဲတမ်းတိုးတက်နေသူတွေဖြစ်ပါလေ။တင်ပို့ပြီးအောင်မြင်ခြင်းရင်တင်ကိုတင်မေးဖို့လိုပါလေ။ငါပို့ကောင်းအောင်မလုပ်နိုင်မလဲ။ငါဘလို့ပို့ပြီးအကျိုးရှိရှိလုပ်နိုင်မလဲ။စားရှိသဖြင့်ပေါ့။ဒီနေ့ခင်မှာတိုးတက်ဖို့ဆိုရင် ပြောင်းလဲမှုတွေနဲ့အမိလိုက်ဖို့လိုအပ်ပါလေ။လာစဉ်လာတိုင်းဤပညာတည်းတည်ကြီးညာနေပါလေ။ မကြခဏနီးပညာအသစ်တွေရှာဖွေတွေ့ရှိနေကြပါတယ်။စကလုံးအသစ်တွေလည်းပေါ်နေတယ်။ပြီးတော့ကျွန်တော်တို့နဲ့ပတ်သက်တာပဲကျွန်တော်တို့လ ీల မှတ်သားထားတာတွေကလည်းအမြင်မပြတ်တိုးတက်နေကြရဲ့။ဒါကြောင့်တိုးတက်ခြင်းဟာရိုးရိုးရှင်းရှင်းဆိုရမယ်ဆိုရင် ရှင်းသင်ဖို့လိုပါတယ်။ဒါပေမဲ့တိုးတက်ဖို့ဆိုရင်အောင်မြင်တဲ့သူတွေလှုပ်တယ်လို့ပုံကွယ်ထားတဲ့ချိကပ်မှုနီးလန့်တွေကိုလိုအပ်ပါတယ်။တင်းငယ်တဲ့တိုးတက်မှုတွေကနေစပြီးတော့လှုပ်ပါ။တင်းရဲ့ဆွမ်းဆောင်ရည်တွေကိုတိုးတက်ခြင်းတင်းရဲ့ပုံစံကိုပြောင်းလဲပါ။တင်းငယ်တဲ့အရာတွေကနေစတင်ပါ။ အဆင့်တစ်ဆင့်ကိုစီမံခန့်ခွဲနိုင်ခြင်းဟာရေရှည်အောင်မြင်ဖို့အတွက်ပထမဆုံးခြေလှမ်းနေပါပဲ။ပြလုံးရင်လည်းဖွဲမထွက်ပါဘူး။ဒါကြောင့်ပြီးကျင်တာနဲ့မြန်မြန်မလုံဆောင်ပါနဲ့။အဲဒီလိုလုံဆောင်ခြင်းဟာတဲ့ကိုစိုးရင်ပူပန်စေတဲ့စိတ်တွေကိုများစေသလိုကြာရှုံးမှုလမ်းကိုလည်းများသွားစေပါရဲ့။အသေးပွဲကလေးတွေကနေစပြီးတော့လုံဆောင်တဲ့အခါမှာအဆင့်နှိုင်းကိုလွယ်လွယ်ကူကူကျွန်းကျွန်းကျင်ကျင်အောင်မြင်နိုင်ပါရဲ့။တင်းရဲ့ယုံကြည်ချက်တွေကိုတိုးတက်စေချင်ပါရဲ့။ဘဲရာတွေကိုတိုးတက်အောင်လုပ်မလဲဆိုတာကိုဆုံးဖြတ်ပါ အလုံးမှာဆိုရင်တင်းရဲ့ရည်ရွယ်ချက်ကတင်းကုမ္ပဏီရဲ့ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ကြိုးစားရမယ်။တင်းရည်ရွယ်ချက်ကဘာပဲဖြစ်နေစေတင်းဘေးနေရာကိုတိုးတက်အောင်လုပ်မလဲ။ဘယ်အဆင့်ကိုတဆင့်ချင်းဖြတ်ကျော်မလဲဆိုတာကိုဆုံးဖြတ်ရမယ်။အဆင့်ကျော်လို့မရပါဘူး။ဘဝမှာအမှန်တရားတွေတဲကတခုကတော့အဓိကတိုးတက်အောင်မြင်မှုတွေကအချိန်ယူရတာပါပဲ။တညလေးနဲ့ဘယ်ရာမှအောင်မြင်မှာမဟုတ်ပါဘူး။အောင်မြင်ဖို့အချိန်ယူရမယ်၊လေ့လာရမယ်၊လေ့ကျင့်ရမယ်၊လက်တွေ့လှုပ်ဆောင်ရမယ်။ တရုတ်ဆောင်တွေဆိုရင်လည်းအများကြီးပြင်ဆင်ရပါတယ်။အတန်ပိုင်းဆိုင်ရာတန်တဲ့နေတက်ရတယ်၊အကတန်တဲ့နေတက်ရပါတယ်။မြင်းဘလို့စီးရမင်းဘလို့ခုံရမလဲဆိုတာတွေစတာတွေသင်ယူရပါတယ်။နေတိုင်းနေတိုင်းပုံမူတိုးတက်အောင်အရာတိုင်းကိုစူးစမ်းမယ်လို့မိမိကိုယ်ကိုခရီးပေးပါ။တင်လှုပ်ဆောင်ရင်လှုပ်ဆောင်ရင်းနဲ့တင်ကိုယ်တင်ယုံကြည်မှုတွေတိုးတက်လာမယ်။တင်ကိုယ်တင်လေးစားမှုတွေတိုးတက်လာပါလိမ့်မယ်။ဒါကြောင့်တင်အမြဲတမ်းရှိမှရှိနေစေဖို့အတွက်စူးစမ်းမှုတွေကတော့အမြဲတမ်းလုပ်နေရမှာဖြစ်ပါတယ်။ဒါကြောင့် ဘာပဲဖြစ်ဖြစ်အမြဲတမ်းရှေ့မှာရှိနေပါစေ။ဒီနေ့ကျွန်တော်ဖျက်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းဝါးကောင်းလေးကတော့ဆိုင်းစရာအလင်းအောင်ရေးသားထားတဲ့အောင်မြင်ရင်ဆွတ်လို့ရမယ်လို့အမိရတဲ့လူငယ်ဘဝအောင်မြင်ရေးခွန်အားဖြင့်အစာအုပ်ထဲမှာဆောင်းဝါးကောင်းလေးတစ်ပုဒ်ဖြစ်တဲ့အမြဲတမ်းရှေ့မှာရှိပါစေလို့အမိရတဲ့ဆောင်းဝါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီဆောင်းဝါးကောင်းလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာအမြဲတမ်းတိုးတက်အောင်မြင်နေဖို့အတွက်ကျွန်တော်တို့တွေရဲ့ရည်မှန်းချက်ပန်းတိုင်းတွေကို အရောက်လှမ်းဖို့အတွက်ကျွန်တော်တို့ဘာတွေပြင်ဆင်ထားရမလဲကျွန်တော်တို့တင်းငယ်တဲ့တိုးတက်မှုတွေကနေဘလို့ဆပြီးတော့အောင်မြင်အောင်ဆလုပ်ကြရမလဲကျွန်တော်တို့ရဲ့နေစဉ်လေ့ကျင့်မှုလေ့လာမှုတွေကျွန်တော်တို့ညတိုင်းကိုကိုကိုတနေ့တနေ့တိုးထက်အောင်ဘယ်လိုတွေလှုပ်ဆောင်ရမလဲအဲ့လိုတွေလှုပ်ဆောင်မှလည်းကျွန်တော်တို့တွေကသူများတွေတဲ့အမြင်နဲ့ရှေ့ကိုရောက်ရှိနေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးပညာပေးဆောင်မောင်းကောင်းလေးတွေပါတဲ့ဆရာလေးအောင်ရေးသားထားတဲ့အောင်မြင်ရင်ဆွလို့ရမယ်လူငယ်ဘဝအောင်မြင်ရေးခေါင်းအပြစ်စာအုပ်လေးတအုပ်ကို ဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ Literature Fiction Channel လေးမှာနားဆင်ပေးကြတူပရိသတ်များကိုတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစေဝန်အေးချမ်းကြပါစေနားဆင်သူများအားလုံးလည်းဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ Literature Fiction Channel လေးမှာနားဆင်ပေးကြတူတူတယောက်ချင်းစီကိုစုတော်မြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ